Hello အားလုံးမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါတယ်ဆိုတော့ Real Madrid ရဲ့အိမ်ခွင်မှာ Arsenal က1-2ဆိုတဲ့ရလဒ်နဲ့ကျွန်တော်တို့သာအနိုင်ရတယ်ပေါ့နော်အဲ့ဒါလိုအနိုင်ရခဲ့တဲ့အတွက်ကျွန်တော်တို့ဒီ Arsenal အနေနဲ့လက်ရှိဒီ Champions League မှာ semi final ကိုကျွန်တော်တက်သွားနိုင်ခဲ့ပြီပေါ့ဗျာ Arsenal ဟာ Premier League မှာတော့ကျွန်တော်တို့လက်ရှိဒါကြောင့်အမှတ်တီရော့နေပြီးတော့ Arsenal တက်က Liverpool Liverpool ကို PR ပေးတာတွေအများကြီးမရှိတော့ပြီးမဲ့လေလို့အမှတ်တီကွာသွားပြီဆိုပြီးမဲ့လို့ပေါ့နော် Champions League မှာသူတို့တွေအခွင့်အရေးကောင်းရှိနေတယ်။ Champions League မှာ Real ဒီ Arsenal အနေနဲ့သူတို့တမိုင်းမှာတခါမှမရဘူးသေးဘူး။ဆိုတော့ Adidas ဟာဒီအသင်းကို Champions League ယူပေးတဲ့နည်းပြဖြစ်လာမလားပေါ့။ပြည်တွင်းပြိုင်ပွဲတွေမှာဆိုလို့ရှိရင်တောက်လျှောက်ဆိုသူတို့ဒုတိယနေရာနဲ့၃ရာသီလောက်ဒါဆက်ပြီးတော့ပြီးဖို့ရှိတဲ့အနေထားမှာ Champions League ဖလားကြီးကိုသာရအောင်ယူပေးနိုင်နေဆိုလို့ရှိရင်တော့ Adidas အတွက်တော့ဒါတကယ်ဂုဏ်ယူစရာဖြစ်လာမှာပေါ့နော်။ဆိုတော့ဟိုဒီနေရာမှာဘယ်လိုပြောရမလဲ။ final ထိကကျွန်တော်ကတော့ arsenal မှာလမ်းကြောင်းတွေဖြူးနေတယ်လို့ကျွန်တော်ထင်တာပဲအခုလက်ရှိဒီဒီဒီ real madrid နဲ့တွေ့တဲ့ပွဲမှာဆိုလို့ချင်းလည်းပဲသူတို့1 2နဲ့သူတို့တက်လာခဲ့တယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကြည့်ရရင်1 2နဲ့တက်လာခဲ့တဲ့နေရာမှာဟိုဘယ်လိုပြောမလဲ real နဲ့ပတ်သက်လို့ကျွန်တော်စပြောကြည့်ရအောင် real madrid နဲ့ပတ်သက်လို့ပေါ့နော် real madrid ကကျွန်တော်နည်းနည်းတော့ဗျာဘယ်လိုပြောမလဲဒီလောက်ထိလူစင်ရင်ကောင်းနေရှိနေတာတောင်မှ carlo ancelotti နေနဲ့ဒီအသင်းကိုဘာမှထူးထူးခြားခြားကောင်းအောင်ပုံဖော်မထားနိုင်ဘူးပေါ့ တော်တော်ကနီးပြရဲ့ရည်ချင်းကစကားအများကြီးပြောတယ်ဗောနော်ရီယယ်မက်ထရီဟာဒီပွဲမှာပွဲစကတဲ့ကသူတို့က၃ခုနဲ့ရှုံးနေတဲ့အသင်းပြပထမကြုံမှာသူတို့ကြီးကတတ်နိုင်တယ်များဆိုတော့အမှတ်တီယူဖို့လောက်ရမှာပြဿနာကကျွန်တော်တို့နေတဲ့ရီယယ်မက်ထရီအလွန်ဆုံးဘောလုံးကန်နေတာသူတို့နောက်တန်းနဲ့ဂိုးသမားကြားမှာပဲပြီးလို့ရှိရင်အစွန်တွေကိုလှည့်ပက်ပြီးတော့ဘောလုံးနေပြီးတယ်ဒါပဲအာဆင်နယ်ဂိုးသမားဒေးဗစ်ရိုက်ယာအလုတ်ရှုပ်ခဲ့တယ်လို့ကိုပထမပိုင်းကကောင်းကောင်းမရှိဘူးအဲမဲ့ကော်တူဝါကတော့ပင်ရည်တီတွေနဲ့ save ကြတယ် နော်ပြီးလို့ရှိရင် area တွေကနေကန်တဲ့ပင်တွေလည်းဘာလဲဒီကန်ချက်တွေလည်းသူစေ့ရတယ်ပေါ်တူဝါအလုတ်ရှုပ်ခဲ့တာအန်တရေတော်တော်များခဲ့တာပထမပိုင်းဒီပိုင်းလုံး real metric ဘက်က5ပေါက်တည့်တာတစ်ချိန်မှမရှိဘူး5ပေါက်ကန်တာ6ချိန်ရှိတယ်ပြီးရတဲ့မြဘောလုံးအဝေးရနေခွာကန်နေတာဗျာဘယ်လိုလုပ်ပြီးတော့တိတ်ပဲရှိမှလဲဆိုတော့ဟိုဒီပွဲမှာတော့ real metric က5ပေါက်ကန်သင်မှုနော်18ချိန်ရှိတယ်ပေါ့လေ3ချိန်မှ5ပေါက်တည့်တယ် သုံးချိန်မဲ့ဂိုးပေါက်တဲ့တယ်ဗျာဆိုတော့တကူးပဲရတယ်ကျွန်တော်တို့ဗီနီရှက်ဂျူနီယာဒါတောင်မှအာဆင်နယ်မှားလို့ပြင်စင်းစားကြည့်အာဆင်နယ်မမှားရင်ဒီကောင်ဒီဂိုးပေါက်ဂိုးကိုရမှာမဟုတ်ဘူးအာဆင်နယ်ဘက်ကတော့17ချိန်ဂိုးပေါက်ကနေ6ချိန်ဒီဂိုးပေါက်တဲ့ပြီးတော့2ဂိုးရတယ်စာကာရဲ့တကယ်ကောင်းတဲ့ဂိုးရဲ့မာတီနယ်လီရဲ့ဘောနဲ့ဒါလုံးကတန်ပြန်ဂိုးရဲ့ပေါ့ဗျာအဲ့ဒီနှလုံးနဲ့အာဆင်နယ်ကနိုင်သွားတာဆိုတော့ Real Madrid ဘက်မှာကျွန်တော်တို့ကြည့်ရင်နောက်တန်းမှာဆိုလို့ရှိရင်လည်းခုနကတည်းက Vasquez ပါလေဒီ Asensio Rudiger အလာပါပြောရင်ဒါသူတို့တော့ အေးနောက်တန်းကဒဏ်ရာပြဿနာတွေဒလဘွားနဲ့ကြုံနေရတာဖြစ်တယ်တွေနည်းနည်းနားလည်နိုင်သေးတယ်။ကွင်းလယ်မှာဘယ်လင်ဂန်ချူဝမီနီဗယ်ဗာဒီတိုက်စစ်မှာဘာဘီဗီနီရှက်ဂျူနီယာရိုဒရီဂိုဒီ6ယောက်ကပြန်ဘက်ကိုဘာမှမလုပ်နိုင်ခဲ့ဘူး။ဆိုတော့ဒီနေရာမှာကစားမားတွေကိုနေရာချထားမှုတွေပွဲရဲ့အစီအစဉ်တွေနဲ့အများကြီးဆိုင်နေဗျာ။ကျွန်တော်ပြောချင်တာကရှင်းချင်းလေရီယယ်မထရစ်အပိုင်ခွင့်ရေးပထမဘက်မှာဘလို့မှမရဘူး။ဒုတိယဘက်မှာလည်းအပိုင်ခွင့်ရေးဆိုတာမရဘူး။တလုံးမဲ အန်ဒရီကန်နယ်လို့ဗီနီရှက်ယူနီယာဖြစ်တင်ပေးလိုက်တယ်လို့အန်ဒရီကန်ကဘေးထွက်သွားတယ်အဲ့ဒီတလုံးတော့ပဲကျွန်တော်ရတာပြီးရင်အာဆင်နယ်မှားလို့ဒီကောင်ကြီးဗီနီသွင်းသွားတယ်လုံဒါပဲဆိုတော့သူတို့ရဲ့ plan ကပြန်ကျွန်တော်နားမလည်နိုင်ဘူးအန်ချလိုတီရဲ့ plan ကိုစဉ်းစားကြည့်နော်ကီလီယန်ဘာပေဗီနီရှက်ဂျူနီယာရိုဒရီဂိုဘဲကောင်ခေါင်းတိုက်တဲ့တုန်းခေါင်းဘဲကောင်ကောင်းကောင်းတိုက်တဲ့တုန်းတိုက်စင်မှာအားလုံးကတိုက်စင်မှုစစ်စစ်ဒီမှာမဟုတ်လားဝင်းငါတွေကိုကျွန်တော်ထားကစားနေရတာအဲ့လိုအခြေအနေမျိုးမှာအာဆင်နယ်ရဲ့ကီဝီယာဝီလျံဆလီဘာ Thomas Partey တို့လိုမျိုးကျွန်တော်အနေနဲ့ပေါ့နော် physical ability တောက်ပြီးတော့အရက်မောင်းမြင့်တဲ့နော်အမြင်ဘောကောင်းတဲ့ခံစီတွေချားတဲ့ကိုပေးသည်မပေါ့လားအမြင်ဘောတွေကြီးပေးတာကိုအသင်းရဲ့တိုက်စီတွေကခေါင်းမတိုက်နိုင်ဘူးပြိုင်ဘက်အသင်းရဲ့ခံစီတွေကခေါင်းဘောကောင်းတယ်ဒါပေမဲ့ကိုရဲ့ပြိုင်ဘက်ကိုချင်းကတ်တဲ့ပုံစံကျတော့ငါတို့ဖြတ်တင်ဘောတွေပြီးပြီးတော့ခေါင်းတိုက်ဖို့လုပ်ဟေးဆိုတဲ့ပုံစံမျိုး real metric ကိုကျွန်တော်ကြည့်လိုက်နော်ခေါင်းကောင်းကောင်းတိုက်တတ်တာရူဒီဂါတယောက်ပဲကျွန်တော်ရှိတယ်အဲ့ဒီမင်းကနည်းနည်းလေးဆွဲထည့်ခြင်းသေးသလားဘယ်လင်ငန်ကိုထည့်လိုက် ဒါတော့မှဘယ်လင်ဂန်ကောင်းတတ်တယ်ဆိုတော့ခက်ရှားကြတော့ဆိုတော့ရူဒီဂါလောက်ပဲရှိတာတသိန်းလုံးမှရူဒီဂါလောက်ပဲရှိတာဒါကူသူတို့ကခေါင်းတိုက်ဘိုးတွေနဲ့ကြီးပဲတိုက်စစ်စင်မှုကြိုးစားနေတာဘယ်လိုကူရမလဲအာဆနယ်ကွင်းမှာတော့ကလည်းဒူဒူချာချာကြီးဘာမှမလုပ်တတ်ဘူးလက်ရှိသူတို့ကွင်းမှာတော့ကလည်းကွင်းသူတို့ကွင်းမှာကန်တော့လည်းဘာမှမလုပ်တတ်ဘူးအကြီးတဲ့ဘာဘီကခြေချင်းဝတ်နာသွားပြီးတော့လူစားကလဲလျာသေးတယ်ဗျာဒုတိယပိုင်းဝင်လာတဲ့ကစားမားတွေလည်းဒူဒူချာချာဘာမှမလုပ်နိုင်ခဲ့ဘူးဆိုပြင်းတာရီယယ်မက်ဒရစ်မှာနီးပြပြစ်သူကာလိုအန်ချီလိုတီရဲ့ပလန်တွေကဘလူးမှအလုံးမဖြစ်ဘူး မအလုံးမဖြစ်ဘူးဆိုတော့ကျွန်တော်ကတော့ကာလိုအန်ဂျီလိုဒီယာဒီဝင်ထွက်မယ်ထင်ပါတယ်နော်ဟိုခုနကပြောလို့ပဲတော့လူကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းမှာသူတို့ ਨੇ အံဝင်ခွင့်ကြဖြစ်ပြီးတော့အကောင်းဆုံးဖြစ်နိုင်မယ်ထင်တဲ့စနစ်တွေကိုသူရိုက်သွင်းပေးနိုင်ခြင်းကျွန်တော်မရှိဘူးနော်ဒါအပြင်လာလီဂါဖလားလည်းမတည်ကြဘူးလက်ရှိမှာဘာစီကတအားကောင်းနေတာလာလီဂါလည်းမတည်ကြဘူးဆိုတော့အန်ဂျီလိုဒီအတွက်ကတော့ဒီကြတဲ့ real metric ကနေယာဒီကွန်ထွက်ရလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့။ဒါကြောင့်အိမ်ကွင်းမှာလဲရှုံးနေနေဆိုတာတော်တော်ကိုရှက်စရာကောင်းတဲ့ real လို့အသိမျိုးအတွက် တော့ဖလားတော့ဗျာမင်းဘာပြောရမှာလဲထားပါတော့ချန်ပီယံစ်လိကျွန်တော်တို့15လုံးရထားတဲ့အတင်တော့အဲ့ဒီဖလားထက်မရလို့သူတို့ဘာမှဖြစ်မသွားဘူးဗျာဒါပေမဲ့ဒါကျွန်တော်ယူဆချက်ပေါ့နော်ဒါပေမဲ့လို့တေချာတာတစ်ခုကအာဆင်နယ်ကိုတမိုင်းတစ်ချောင်းတွေးတာတခါမှမနိုင်ဘူးမနိုင်နဲ့ပြင်အိမ်ဝင်းဘာနေပြူးမှာပါအခုရှုံးနေတယ်စဉ်းစားကြည့်နော် Real Madrid လို့အတင်မျိုးကဗျာချန်ပီယံစ်လိအိမ်ဝင်းရှုံးနေဆိုတာအများကြီးရှိတာမဟုတ်ဘူးပထမကြော့မှလည်းဘာမှမလုပ်နိုင်ခဲ့ဘူးဒုတိယကြော့ကမ်မေဟိလွယ်မယ်စုတော့အခုကျေဘာဖြစ်ကြတော့ကဲအိမ်ဝင်းနေတက်သိမ့်ခံရရတယ် ြောချင်တာကအန်ချလိုတီမှာအများကြီးတာဝန်ရှိတယ်။နော်အန်ချလိုတီကဒီလိုကစားမတွေပိုင်ဆိုင်ထားတဲ့လူစင်းကိုပိုကောင်းအောင်မလုပ်နိုင်တာ။ဒါကြောင့်ဟိုရီယယ်မက်ထရစ်အတွက်ကတော့ဗောနော်အန်ချလိုတီကိုလာမယ့်နေ့မှာအကြီးကျယ်အပြောင်းလဲလုပ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့အာဆင်နယ်နဲ့ပတ်သက်လို့ကျွန်တော်ပြောအောင်ဒီနေရာမှာဗျာကျွန်တော်တို့သိတဲ့တိုင်းပဲကျွန်တော်ကမန်ချက်စတာရဲ့တင်ပရိသတ်တီဆိုတော့အာဆင်နယ်တို့ဘာလို့ကိုဒီနောက်ဆင့်တက်သွားတာသိတယ်မလားဘယ်လူဘယ်လိုလုပ်မြင်ချင်းမှမလို့မှန်တိုင်းပြောရရင်ဒါပေမဲ့လို့ဒီနေရာမှာကျွန်တော်ပြောရမှာတစ်ခုကဘာလဲဆိုတော့ အာဆင်နယ်ပေါ့နော်တချို့ကျတော့သိတယ်မလားဘောလုံးပိုင်ဆိုင်မှုအသာစီးမရဘူးဆိုလို့ရှိရင်ပွဲကိုထိန်းချုပ်နိုင်တယ်လို့ကျွန်တော်ထင်ဟိုပိုပိုပါလေဘောလုံးပိုင်ဆိုင်မှုအသာစီးရတဲ့သူကပွဲကိုထိန်းထားတယ်တင်ကြတာအခုလက်ရှိ Real Madrid ဆိုလို့ရှိရင်68%နဲ့ဘောလုံးပိုင်ဆိုင်မှုရှိတယ်ဗျာဒီကောင်တွေရှုံးသွားတာပဲဆိုတော့ပြောနေတာကအာဆင်နယ်ရဲ့ပလန်ကရှင်းရှင်းလေးရဲ့သူတို့က 3C နဲ့နိုင်ထားတယ်ဒါပေမဲ့လို့ပေါ့နော်ခံစစ်မှာအမြဲတမ်းကြီးအမြဲတမ်းကြီးပေါ့နော်ကျွန်တော်နေတာဒီကောင်တွေကိုတရက်ဆက်စိတ်ကြိုက်တိုက်စစ်ဆင်ခိုင်းဟိဆိုရင် ပေးကြတယ်ဒီကောင်တွေတနည်းမို့တနည်းတည်းဂိုးတော့ပေးရမှာပဲဆိုတော့အာဆင်နယ်ကဘာလုပ်လဲဆိုတော့သူတို့လုံးဝတည်နော်ဘာဘသူဘယ်ဘာရက်လက်မှမထွက်သေးသလိုကစားတာပြောရင်ကအာဆင်နယ်ဟာပထမကြောငါတို့နိုင်ထားလို့ဆိုပြီးတော့တက်နေတယ်မှာနောက်တန်းနေပိတ်ကြဟေးပိတ်ကိုပိတ်ပိတ်ကိုဟေးဆိုပြီးတော့မိနစ်90လုံးကစားသွားတာမဟုတ်ဘူးဖီအားပေးတဲ့အချိန်မှာဖီအားပေးတယ်နော်ထားပါတော့ဗျာ pressing လုပ်တဲ့အချိန်မှာ pressing လက်ကြောင်ပြောတာနော်3ကိုကိုမရှိနေအသာစီးရနေတယ်ဒါပေမဲ့လို့ pressing ကလုံနေတော့မယ်ဆိုတော့အဲ့ဒါဘာဖြစ်လဲဆိုတော့ real metric အတွက်ဘောလုံးကိုနောက်ကနေ အလဲကိုပို့အလဲကနေတိုက်စစ်ပို့ဖို့အတွက်တအားခဲရင်သွားပြီ။နော်တတ်နိုင်သမျှဆိုလို့ Real Madrid ရဲ့ defensive defensive top zone နေထဲမှာ Arsenal လိုက်ပြီးတော့ဖိအားပေးတယ်။အလကားမဟုတ်ဘူးနော်အဲ့ဒါလွယ်လွယ်ကူကူဘောလုံးအလဲရောက်မလာအောင်လို့ဘောလုံးကအလဲကိုရောက်မလာရင်သူတို့ရဲ့ defensive Arsenal ခံစစ် zone နေရောက်เสียအကြောင်းမရှိဘူး။ဒါကြောင့် Arsenal ကလိုက်ပြီးတော့ဖိအားပေးနေတာ။ဆိုတော့အကယ်လို့အလဲ zone ထားပါတော့ Meredith zone ကိုရောက်လာပြီးဆိုလို့ရှိရင်ဗျာနှစ်နည်းပဲရှိတယ် ခုနကပြောလိုပဲမီဒယ်သားစုံကိုအရောက်မခံမှုအာဆင်နယ်ကအကယ်လို့အာဆင်နယ်ကဟိုဘယ်လိုရီယယ်မက်ထရစ်ကဘောလုံးနဲ့အတူမီဒယ်သားစုံရောက်လာပြီဆိုတာနဲ့အာဆင်နယ်က442 out of position formation နဲ့သူတို့ကလုံးဝဇုံတွေကိုဘလော့ပလိုက်တော့တာဆိုတော့အဲ့ဒီမှာနှစ်မျိုးရှိတယ်ဗောနော်ရီယယ်မက်ထရစ်ကဘာလို့ရလဲဆိုတော့အမြင်ဘောတွေတင်ရတယ်ဒါအာဆင်နယ်လိုချင်တာပဲဆိုတော့အမြင်ဘောတွေတင်ရတယ်နောက်တစ်ခုကကျွန်တော်တို့အနေနဲ့ ခုနကလိုအာစနီဟာ pressing လုပ်နေတဲ့အချိန်မှာ Real Madrid ကကွင်းလေကိုဘောလုံးမပို့နိုင်ဘူးဆိုဘာလို့ရလဲဆိုတော့တောင်ပံကနေပြီးတော့ပြီးထွက်မဲ့ကစားမတွေကို Real Madrid ကလောင်းဘောတွေပေးရတယ်ဒါဒီအာစနီလိုချင်တဲ့အရာပဲအာစနီဒီ Real Madrid ရဲ့အားသာချက်ဖြစ်နိုင်တဲ့ high defensive line ကိုသူတို့လုံးဝကစားမသွားဘူး Real Madrid ကပြင်းနိုင်တယ်လွားနိုင်တယ်လေပြီးရင်အာစနီဟာဟိုဘယ်လိုပြောမလို့ဒီလူကျွန်းထောင်ချောက်ကိုပိုင်ပိုင်နေနိုင်အရင်ကြီးတုံးတဲ့အတင်မဟုတ်ဘူးသူတို့က AC aggressive ဖြစ်တဲ့ defensive line နဲ့သူတို့မှမရှိဘူး ခံစည်းစုံမှာပဲသူတို့ရှိတယ်ဆိုတော့အဲကြောင့် real metric ကိုသူတို့ကအမြင်ဘောတွေပြီးအောင် force လုပ်တာဗျာဆိုတော့အဲ့ဒါမှာဘာဖြစ်လာလဲဆိုတော့ real ရဲ့တိုက်စစ်ရဲ့ real တိုက်စစ်ရဲ့အမြင်ဘောအာသာနှုံနဲ့ Arsenal ခံစည်းအမြင်ဘောအာသာနှုံနဲ့ကြားထဲမှာအကွာဟမှုကကြီးသွားပြီပြောချင်တာက real ဘက်ကကန်တဲ့မြဘောလုံးတွေအမြင်ဘောတွေဒီ Arsenal ရှင်းထုတ်ရင်ဒါပဲ အာဆင်နယ်ရှင်းထုတ်မယ်ကြာလာတဲ့ second ball တွေကိုအာဆင်နယ်ကစားမတွေပြန်ထောက်မယ် position အာဆင်နယ်ပြန်ရမယ်ဒါပဲမဟုတ်ရင် real madrid ဘက်ကပြန်သွားမယ်အဲ့ဒီဘောလုံးကအဆွန်ရောက်မယ်ဖြတ်တင် ball ပြီးမယ်ခေါင်း ball တွေအာဆင်နယ်ရှင်းထုတ်မယ်ဒီတိုင်းကျွန်တော်တို့အာဆင်နယ်သွားနေတာဒါကူလေကာလိုအန်ချလိုတီနေနဲ့ game plan ကိုမချိန်ဘူးပေါ့နော် game plan ကိုမချိန်ဘူးကိုကအမြင်ပေါ်အားသာတဲ့တိုက်စစ်ရှိမထားပါဘူးဆိုမှပြေးလိုက်တာကအမြင်ပေါ်တွေကြီးပြေးတာဆိုတော့ဟို plan ဒီဟာ adida ဖြစ်ချင်တဲ့လူတွေကြီးပဲ adida manage လုပ်တဲ့လူတွေကြီးပဲ adida လိုချင်တဲ့ပမာကြီးပဲကျွန်တော်ရှိနေတာ เนาะဆိုတော့ဟိုဒါကြောင့်ပေါ့เนาะကျွန်တော်အနေနဲ့ဒီအာဆင်နယ်အတွက်တော့ပေါ့လေအာဆင်နယ်အတွက်တော့ဒါ game plan ကဘောလုံးပိုင်ဆိုင်မှု33ရာခိုင်နှုန်းပဲကျွန်တော်ရှိခဲ့တယ်ဆိုမြဲလို့သူတို့ဖြစ်ချင်တယ်လို့ကျွန်တော်ဖြစ်သွားတာဒါတွေကကျွန်တော်အနေနဲ့အများကြီးစကားပြောတယ်ပေါ့เนาะခုနကပြောလိုပဲဗျာဒါပါတော့ဘာစီလိုနာတို့ပါလို့တို့မျိုးဟိုကဟိုဘယ်လိုပြောမလဲ high defensive line ကို လူကျွန်ထောင်ယောက်ကိုအသာစီးအပိုင်စီးကိုလှုပ်ထားနိုင်ရယ်ဆိုလို့ရှိရင် high defensive line ကစားအခုလိုရှိတယ် risk ကကြီးတယ်ဘာပေလို့ rodrigo တို့ binidu လို့ကောင်းနေလေ လွတ်သွားရင်မင်းကိုပဲလေဘသူမီအောင်လိုက်มาတယ်ဆိုတော့အဲ့ဒီကောင်ကြီးပြေးလို့မရအောင်အာစနီက space တွေပြီးမထားဘူးဆိုတော့ဒီကောင်ကြီးပြေးစရာမရှိဘူးရှင်းရှင်းလေးအဲ့တော့ဘာလုပ်လဲမင်းတို့နောက်ကိုဆုပ်ဘောလုံးယူတယောက်ချင်းကြော်ဖြတ်ဖို့လို့ဒါပဲဒီကောင်ကြီးမှာရွေးချယ်စရာအများကြီးမရှိဘူး real madrid မှာဆိုတော့ဟို plan တွေကအာစနီကလှုပ်ဖြစ်သွားပြီးတော့ real madrid ကဘာမှမလုပ်နိုင်မကြံခဲ့ရတာဒါကြောင့်မလို့ဘောလုံးပိုင်ဆက်မှုအသာကြီးမယူထားနိုင်ဘူးဆိုပြီးတော့ကျွန်တော်တို့ရပွဲကိုမထင်းချုံနိုင်ဘူးမထင်တဲ့ဒီပွဲဟာအာစနီကထင်းချုံပြသွားတာ out of position ကနေ အက်တလတီကိုမက်ထရီတို့ပါလို့ဆိုရဲအဲ့လိုပဲအက်တလတီကိုကဘောလုံးကင်ပြီးတော့အမြဲတမ်းကစားတဲ့အသင်းမျိုးမဟုတ်ဘူး။ဒါပေမဲ့ out of position နဲ့သူတို့ကပွဲကိုထိန်းချုပ်ပြတဲ့အသင်းမျိုး။အာဆင်နယ်ရှင်းရှင်းလေးရဲ့ Real Madrid ရဲ့တောင်ပန်နေ defensive third zone တဲ့ကိုအများကြီးဝင်မလာဘူး။ပြီးလို့ရှိရင်သူတို့ရဲ့ဘောနော်ဒီဘယ်လိုပြောမလဲ area box တွေကိုဝင်မလာဘူးဆိုပြီးရောကွင်းလင်စားမတွေဘောလုံးရတယ်လား။ဒီကောင်တွေတောင်ပန်နေပတ်ပြီးပြီးနေပြီစေ central zone ကိုဝင်မလာရင်ပြီးရော central zone ဒီမှာသူတို့ဒါ passing lane နေအကုန်ပိတ်တယ်။တခါတလေမှာဆိုလို့ရှိရင်ဒါကြောင့်လည်းပဲကျွန်တော်တို့ဘောနော် အဲ high pressing သွားလို့သူတို့ပေါ့နော်သူတို့သူ pressing သွားလို့ဘောလုံးကကျွန်ထွက်လာပြီးဟေ့ဆိုလို့ချင်းအာဇနယ်တင်းလုံးကနောက်မှာရှိနေတာအလကားမဟုတ်ဘူးပြသေးလားဆိုတော့ဟိုဒီကောင်တွေအာသနာ ground ball တွေဒီ ground ball တွေကိုကျွန်တော်တို့နှစ်ထပ်လောက်ပိတ်လိုက်တဲ့442ဆိုတဲ့ formation နဲ့နှစ်ထပ်လောက်ပိတ်လိုက်တဲ့အခါကျတော့ real ဘာမှလုံးမရတော့ဘူးအမြင်ဘောလုံးလေးကြိုက်တယ်ပဲအာဇနယ်ကအဲကြောင့်ပေါ့နော်ဒီ real madrid ရဲ့ plan တွေကတော်တော်ကိုအလုံးမဖြစ်ခဲ့ဘဲနဲ့ဒါအာဇနယ်ကအများကြီးလုံးဖြစ်သွားတာနှစ်ကြော်ပေါင်း15ဆိုတဲ့ရလကား ဒါကျွန်တော်တို့တော်တော်ကြီးကိုအကောင်းလုံးပါတယ်ဆိုတော့နောက်တစ်ခုရှိတာကဒီဘောတော့ Real Madrid လိုမျိုးသိတယ်မလား Champions League ပြိုင်ပွဲဒီမှာဟိုမဖြစ်နိုင်တာတွေလုတ်ပြနေပါတယ်ဆိုတော့အသင်းမျိုးမှာဗောနော်အသင်းမျိုးကိုနှစ်ကြော်ပေါင်းအနိုင်ယူနိုင်တဲ့အိမ်ဝင်းကောသူ့ကွင်းကောအနိုင်ယူပြီးတော့နောက်တစ်ဆင့်တက်တယ်ဆိုတဲ့အချိန်ကြီးကကစားသမားတွေကိုတော်တော်ကိုမင်းစိတ်လုံးဘယ်လိုမှမလုပ်ဆိုစိတ်ခွန်အားတွေအများကြီးရစီမှာဗျာနောက်ပွဲသူကံမဲ့ပွဲက PSG နဲ့အဲ့ဒါပြီးရင် final တက်ပြီး PSG ဆိုတာကသူတို့ဒီအုပ်စုပွဲတော်တွင်မှာတော့သူတို့တူးစီးနဲ့နိုင်ထားတဲ့တင်အဲ့တုန်းကတော့ PSG ကတော့ form အရင်မကောင်းသေးဘူးပေါ့လေဒါပေမဲ့လို့ပေါ့နော်ကွင်းလယ်မှာဆိုလို့ရှိရင် physical ပိုင်းက Arsenal ပိုကောင်းတယ်ဆိုတဲ့အခါကျတော့ကျွန်တော်ကတော့ PSG နဲ့ပွဲမှာလည်း Arsenal ချင်းကြီးကောင်းမယ်လို့ကျွန်တော်ထင်တာပဲဒါပေမဲ့လို့ပြောချင်တာက Real Madrid လို့ဒီဖလားပြိုင်ပွဲအောင်မြင်ဆုံးမှာဆိုတဲ့အသင်းမျိုးကို နှစ်ကြော်ပေါင်းအပြက်ပြက်အသက်သက်အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတတ်နိုင်နေဆိုတာကကစားမားတွေကိုစိတ်သက်ခွန်အားအများကြီးပေးမှာ โอเคငါတို့တော့ရေးเนาะ Champions League ကိုငါတို့အယုံဆိုင်ကြမယ်အချိန်ကြီးကကောင်းနေပြီတွေ့ final မတိုင်ခင်တွေ့မဲ့အတင်းကလည်းအချိန်ကြီးဟုတ်နေပြီ final ကြလို့ရှိရင်တော့မင်းကြိုက်တဲ့အတင်းလာကွာသိတယ်မလားเนาะအတက်နိုင်ဆုံးအတကုံရေကုံရေကန်းကျူးပန်းမှာပဲဆိုတဲ့ပုံစံမျိုး Premier League ကမင်းမေးလိုက်တော့ Premier League က top 4ဝင်ပြီးလိုက်တော့ဟုတ်တယ်မလားเนาะ Liverpool တင်းနဲ့သူတို့ကြားထဲမှာအမှတ်ကပြီးသွားပြီဆိုတော့ Premier League ဒီ Arsenal အတွက်ခေါင်းနဲ့ထည့်စရာမလိုတော့ top 4ဝင်ရုံကလွင်းရင် တော့မှ top 5လည်းဝင်လို့ရသေးတယ်ပြဿနာမရှိဘူးဘာလို့လဲဆိုတော့ Champions League က9နှင်းဝင်ခွင့်ရမှာ哦ဆိုတော့ Champions League ပြိုင်ပွဲဒီ Arsenal တွေအာယုံဆိုင်တဲ့တဲ့တခုကြီးတော့အရာပဲဒါထဲမှာပဲကစားမမှန် injury ပြဿနာပါညာမရှိဘူးဆိုလို့ရှိရင်တော့ပိုတော့မှကောင်းအောင်ပါအဲကြောင့်မနော် Real Madrid ကိုနှက်ကြောပေါင်းအနံယူပြီးတော့ semi final ရောက်တယ်ဆိုတာတော်တော်ကြီးကိုကောင်းလုံးတဲ့အချိန်ကြီးကစားမတွေတွေစိတ်တဲ့ခွန်အားတွေအများကြီးရသွားလိမ့်မယ်ဒီပြိုင်ပွဲမှာအရင်တုန်းကတည်တယ်မလားဒီလူများအပြောင်းအလဲခံနေရတဲ့အချိန်မျိုးမှာ ဒီအဆင့်တီတက်လာနိုင်နေဆိုတဲ့အခြေအနေမျိုးဒါတော့မှနော် injury ပြဿနာ၄ရောက်လောက်ရှိတယ်နော်အဲ့လိုအခြေအနေမျိုးကကျွန်တော်တို့ရဲ့ real လို့အသင်းမျိုးကိုနှစ်ကြော့နိုင်ပြီးတော့ DC တီတက်လာတယ်ဆိုတာကတော်တော်ကြီးကိုကောင်းတဲ့အခြေအနေပါဆိုတော့ real madrid ပြည်သက်ဒီအနေနဲ့ရော don carlo ancelotti နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲလန်ခွဲအသင်းမျိုးလို့ကျွန်တော်ထင်ကြလား arsenal ပြည်သက်ဒီအနေနဲ့ရောနှစ်ကြော့ပေါင်းနိုင်ပြီးတော့တက်သွားတယ်ဆိုတဲ့အခြေအနေမျိုးမှာအသင်းရဲ့ခြေစွမ်းကိုအားရကြလားကျွန်တော်တို့နောက်တစ်ဆင့်တွေ့မဲ့ နောက်ပွဲမှာလည်းနိုင်ယူနာနိမယ်တို့ကျွန်တော်ထင်ကြတာဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်ဆိုတော့ဒါဝက်ချောင်းကိုလာကြည့်တဲ့ညီကိုတွေကျွန်တော်3000ကျော်4000တော့ရှိတယ်ပေါ့လေတယောက်ချင်းစီတန်းကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးပါအားလုံးကိုကျေးဇူးပါအမြင်လေးလေးကိုလည်းကွန်မန့်လေးတွေမှာဆွေးနွေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်